ဆိုလိုပလေယာတွေမဖြစ်မနေလိုက်နာတဲ့နဲ့အဓိကချက်၅ချက်။နံပါတ်၅ပစ်ဘန်းဆက်စားခြင်းပစ်ဘန်းလုပ်တဲ့အချိန်ဒီလိုရိုးရွေးဖို့စက္ကန့်20တောင်ပေးထားတာအလှကြည့်နေဖို့မဟုတ်ဘဲနဲ့မင်းဘယ်လိုသွားမှလဲငါဘယ်လိုသွားခြင်းလဲစသဖြင့်နှိမ့်နိုင်ကြဖို့ပါ။အရေးကြီးပါလေ။နံပါတ်၄ဟိုက်ပါဂျန်ငယ်စားနေခြင်းကုစားပေးပါ။စတရက်တီတစ်ခုရာလမ်းဖြတ်ရှင်းမယ်အနမီဂျန်ငယ်နှောက်မယ်ဆိုရင်တော့ကုစရာမလိုပေမဲ့တာမန်ဆိုရင်တော့ဟိုက်ပါ EHP ဘက်ကဘတ်စားနေရင် EHP နဲ့မိတ်ကကုပေးတဲ့။ဂိုးလိမ့်မှာမစားနေရဆိုရင်တော့မိတ်နဲ့ဂိုးလိမ့်ကကုပြီးတော့စားပေးတင်ပါလေ။နံပါတ်3ရုံမာ။အဲ့လို hyper ကိုစိုက်လိမ့်နှစ်ခုကကုပေးနေတဲ့အချိန်မှာရုံမာဆိုတာ enemy ဘယ်ဘက်ကိုစားနေတယ် vision ဘာညာထောက်ပေးရမှာပါ။အဲ့လိုမဟုတ်ဘဲနဲ့ lane တစ်ခုက minion တွေကိုစားတာတော့မဟုတ်ဘူး။ဒါပေမဲ့ damage ပေးမိမယ်ဆိုရင်တက်ဆိုင်ရာ lane ကိုတွားမဲ့အသင်းဘော်တွေအနေနဲ့ minion လွတ်သွားတာတွေဖြစ်တတ်ပါလေ။အဲ့ဒါဆိုရင် အားလီဘိုင်းမှာတည်းကဖေးသွားနိုင်ပါတယ်။နံပါတ်1ကိုလိန်ကိုစားမယ်။ခုနပြောခဲ့သလိုပဲ strategy တစ်ခုရာလိန်ပေါင်းစားတာတွေလိန်တစ်ခုစားပြီးတော့ level မြင့်တာတွေလုပ်လို့ရပါမယ်။ strategy မရှိပါမရှိနဲ့ experience နဲ့ goal line က million က million တွေကိုလာစားတယ်။ million ကလည်း experience နဲ့ goal line ကိုသွားပြီးတော့ million တွေသွားစားတာမျိုးကမလုပ်သင့်ပါဘူး။အဲ့ဒါဆိုမကူရဘူးလားဆိုတော့မဟုတ်ပါဘူး။ကူပေးရမယ်ရုံးပေးရမှာပါ။ဒါပေမဲ့ကူပေးရင်တော့ကိုလိန်ကိုပြန်ပါ။ နံပါတ်၁၆ကိုမပန်းပါနဲ့ပစ်ပန်းလုပ်တဲ့ချိန်ဘာချောင်းညာချောင်းဆိုတဲ့နာမည်နဲ့သူတွေပါလာပြီဆိုရင်၆ကိုမပန်းလိုက်ပါနဲ့ချောင်းပရိုလေးတို့စိတ်ကောက်ပြီဆိုရင်ပွဲထဲမှာဖီယင်ဖီမဖီယင်ဂျောဟတ်တို့ဖရန်ကိုရိုတို့ဟီးရိုးတွေကိုင်းပြီးတော့ဆေးထိုးပါလိမ့်မယ်ကဲဒီငါးချက်ကတော့အဓိကအခြေခံအချက်တွေပါ နောက်ထပ်လိုက်နာရမယ့်အချက်တွေရှိသေးရင်လည်းကိုမမဝင်ဆွေးနွေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်